ဒီမြင်ဝဲဟာဆိုရင်နော်ဝေးနိုင်ငံရဲ့တောင်ပြားလမ်းတစ်ခုပါနှင်းထုတဲ့လွန်းလို့ပုံမှန်လမ်းကိုတော့မမြင်နိုင်တဲ့အခိုက်အတန့်မှာရိုက်ကူးထားတာဖြစ်ပါတယ်ဒီလိုနေရာမျိုးမှာနွေရာသီမှာတော့ရေခဲတွေကလည်းတခုမပျော်နိုင်တော့အေးပါတယ်ဒါကြောင့်နော်ဝေးဆိုရကထိတ်တန်းစင်းမြင့်စီမံကိန်းနဲ့နှင်းရှင်းဆက်တွေကိုတုံးပြီးရှီလျားလာတဲ့လမ်းကိုတဖြည်းဖြည်းရှင်းလင်းနေတာပဲဖြစ်ပါတယ်ဒီဆက်ကြီးတွေရဲ့လှုပ်ဆောင်မှုကလမ်းပေါ်ကနှင်းတွေကိုကွာသွားအောင်လုပ်ပြီးအမြင့်မီတာပေါင်းများစွာကိုမုတ်ထုတ်တာပဲဖြစ်ပါတယ် ဒီပညာရဲ့ကျေးဇူးကြောင့်မော်တော်ယာဉ်တွေပြန်လည်သွားလာနိုင်တဲ့တန်ရှင်းတဲ့လမ်းကြောင်းကြီးပြန်ဖြစ်သွားခဲ့ပါပြီဒီလိုဗီဒီယိုမျိုးတွေဟာနော်ဝေးနိုင်ငံရဲ့အအေးဆုံးတောင်တန်းဒေသမှာမြေယာဉ်တွေကိုပြန်လည်ကြိုဆိုလမ်းဖွင့်ပွဲလို့တော့တင်စားပြီးပြောလို့ရပါတယ်တနေ့တစ်ကြိမ်လမ်းဖွင့်ပွဲရာသီရောက်တိုင်းဒီလိုဆွမ်းအားဖြင့်နှင်းရှင်းမှုတွေမြင်ကွင်းကိုမြင်တွေ့ရတာဟာလေနော်ဝေးတောင်တန်းတွေရဲ့ထူးခြားတဲ့ဖြစ်ရပ်တစ်ခုပဲဖြစ်ပါတယ်ဒီလိုဗီဒီယိုတွေကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ like နဲ့ follow လေးနှိပ်ခဲ့ပေးလို့ရပါတယ်ခင်ဗျာ ားလုံးကိုကျေးဇူးတင်ပါတယ်